ပိုးပန်က FA Trader မှာ CNB ကုမ္ပဏီတွေထံကနေဝယ်ယူထားတဲ့နိုင်ငံသားငွေတွေအနက်ဒေါ်လာ3.00သိန်းကျော်ကို စားသုံးစီတင်သွင်းတဲ့ကုမ္ပဏီတွေထံစွန်30ရက်ကရောင်းချခဲ့ပါတယ်။ဒါပြင် FA Trading မှာတခြားကုန်စီတင်သွင်းတဲ့ကုမ္ပဏီတွေကိုဒေါ်လာ6သိန်းကျော်ကိုစွန်30ရက်ကရောင်းချခဲ့ပါတယ်။ FA Trading မှာဗဟိုဘဏ်ကရောင်းချပေးမယ်လို့ကြေညာထားတဲ့ဒေါ်လာ10သန်းအနက်ဒေါ်လာ5သိန်းကိုတခြားကုန်စီတွေတင်သွင်းတဲ့ကုမ္ပဏီတွေကိုစွန်28ရက်ကရောင်းချပေးခဲ့ပါတယ်။ဒါအပြင် FA Trading မှာ CMB ကုမ္ပဏီတွေထံကဝယ်ယူထားတဲ့နိုင်ငံခြားငွေတွေအနက်ဒေါ်လာ8.53သိန်းကျော်ကိုစားသုံးစီတင်သွင်းတဲ့ကုမ္ပဏီတွေကိုရောင်းချ ပေးခဲ့ပါတယ်။ဘိုးဘန်က FA Trading မှာ CMB ကုမ္ပဏီတွေထံကဝယ်ယူထားတဲ့နိုင်ငံခြားငွေတွေအနက်ဒေါ်လာ1.3တန်းကျော်ကိုစားသုံးစီတင်သွင်းတဲ့ကုမ္ပဏီတွေကိုဇွန်25ရက်ကရောင်းချပေးခဲ့ပါတယ်။ FA trading မှာမြန်မာနိုင်ငံတော်ဗဟိုဘဏ်ကရောင်းချပေးမယ်လို့ကြေညာထားတဲ့ဒေါ်လာ10သန်းအနက်ဒေါ်လာ9.3သိန်းကျော်ကိုတခြားကုန်စည်တွေတင်သွင်းတဲ့ကုမ္ပဏီတွေကိုရောင်းချပေးခဲ့ကြောင်းဇွန်16ရက်မှာထုတ်ပြန်ထားပါတယ်။ ဒါအပြင်မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနိုင်ငံသားငွေကြေးဈေးကွက်မှာ73စီလုပ်ငန်းရှင်တွေအတွက်ဒေါ်လာ33သန်းရောင်းချပေးမယ်လို့လည်းထုတ်ပြန်ထားတာဖြစ်ပါတယ်။